မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကွာမြို့ကစစ်ကောင်စီတပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့အမှတ်96နှစ်ချင်းမြန်တပ်ရင်ခမရ96နှစ်ကိုအရခတက်တော် AA ကဒီသမားလ28ရက်နေ့ညနေပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်96နှစ်ကိုရပါပြီး ကွာကိုအေအေကတင်းလိုက်ပါပြီညနေ6နာရီမှာအပိသက်ရတာပါထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလိုက်ပြီးတော့ရှင်းလင်းနေတယ်အခုကတော့မျိုးကိုထိန်းချုပ်လိုက်ပြီလို့အေအေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါတယ်ကွာမျိုးကခမရ96နဲ့ခမရ963ကိုအေအေကဒီဇင်ဘာလလယ်မှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ရက်အနည်းငယ်အကြာမှာခမရ963ကိုတင်းယူနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒီဇင်ဘာလ18ရက်နေ့နဲ့18ရက်နေ့များမှာစစ်ကောင်စီတပ်ကကွာမျိုးနဲ့အလဲရွာနဲ့ဒီဇင်ဘာလ21ရက်နေ့မှာ ခမရ963အနီးမှာရှိတဲ့လူနေအိမ်များကိုမိရှုပ်ဖျက်ဆီးခဲ့ကြောင်းအေအေကဒီဇင်ဘာလ22ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်ဂွားမြို့ကိုမကြခင်တိမ့်ပိုက်နိုင်တော့မယ်လို့အေအေကကြေညာခဲ့ပါတယ်။ရန်ကုန်တိုင်းနဲ့ AOD တိုင်းကနေပြီးတော့ပို့သမျှစစ်ကူများကိုလည်းအေအေကတိုက်ခိုက်ချေမုန်းနေပြီးတော့စစ်သားများဟာရခိုင်ပြည်နယ်နဲ့ AOD တိုင်းဘက်ကိုနေတိုင်းလိုလိုထွက်ပြေးနေတယ်လို့သိရပါတယ်။ထွက်ပြေးနေတဲ့စစ်သားများကိုအေအေဘက်ကလိုက်လံတိုက်ခိုက်နေပြီးတော့ဆစ်ရှုံးပြီးတဲ့နောက်ပြည်သူပိုင်းနေအိမ်များကိုမိရှုပ်ဖျက်ဆီးကာ စေရာဇွမ်းမှုကျွလွန်နေသူများအဖြစ်နဲ့အေကတတ်မှတ်ထားပြီးတော့ကျွလွန်သူများညွန်ကြားသူများကိုပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်းအသိပေးထားပါတယ်အခုလိုမျိုးကြီးညာပြီးတပတ်အကြာဒီဇင်ဘာလ28ရက်နေ့ညနေပိုင်းမှာဂွားမျိုးကိုတိတ်ပတ်ခဲ့ခြင်းဖြစ်ပါတယ်သို့တော်လည်းအေဘက်ကတော့တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူးဂွားမျိုးဟာရခိုင်ပြည်နယ်ရဲ့တောင်ဘက်အစွန်ဆုံးမြို့ဖြစ်ပြီးတော့ ARD တိုင်းနဲ့ကုန်းလမ်းရောရေလမ်းရောပါဆက်ဆက်နေတယ်လို့သိရပါတယ်စစ်ကောင်စီက ဒီသမားလ28ရက်နေ့ညပိုင်းမှာငတိုင်းကျောင်းရေကြီးရွှေတောင်ရံမြို့နယ်များကနေပြီးတော့ကွားမြို့နယ်ဘက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။အေအေကကွားမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်မှာ18မြို့နယ်ရှိတဲ့တဲက14မြို့နယ်ကိုသိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တွေကြောက်ဖြူမန်အောင်မြို့နယ်တို့ကသာအေအေကသိမ်းပိုက်ရန်ကြံနေပြီးစစ်တွေမြို့နယ်မှာလည်းတိုက်ပွဲများစတင်ဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ရေစကြုံမြို့မှာရဲစခန်းကနေကင်းယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီဘက်က၅ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇမလာ28ရက်နေ့မနက်9:00နာရီကမှရေစကြုံမြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းကလမ်းကင်းယူရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးကိုပြည်သူ့ကာကွယ်ရေးဘော်များကရေစကြုံမြို့အထက်ဗတ်ဆောင်ခြံနားအရောက်မှာအသင့်ဆောင်ဆိုင်ပြီးတော့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်ကျွန်တော်တို့နဲ့ထိတွေ့မှုဖြစ်တော့ ရေစကြိုမျိုးမှစခန်းထဲကိုပြန်ဆုတ်သွားတာဒဏ်ရာရတဲ့သူတွေကိုတော့တေတယ်လို့တော့မကြားမိဘူးဒါပေမဲ့ကျွန်တော်တို့စုံစမ်းရတဲ့လောက်တော့တေနိုင်တဲ့ဒဏ်ရာတွေရသွားတယ်လို့တော့ကြားတယ်အခုလောလောဆယ်တော့ရေစကြိုဆေးရုံမှာတင်ထားတာပြစ်ကူပေးတာကသူတို့နဲ့မလန်းမကန်းမှာတဖွဲ့ရှိတယ်နောက်ပြီးတော့ရေစကြိုမျိုးမှစခန်းထဲလည်းမဝေးဘူးပေါ့နှစ်ဖက်ညက်ပြီးတော့ပြစ်ကူပေးတော့ကျွန်တော်တို့လည်းလက်နက်မကောက်နိုင်ဘဲနဲ့ပြန်ဆုတ်ခဲ့ရတယ်လို့ရေစကြိုမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေစကြိုပကဖကတာဝန်ရှိသူတအုပ်ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမျိုးနဲ့ပကဖနဲ့အတူ အခေါကူခိုင်အိုင်တိုင်ရင်အမှတ်ကိုတော့ကပူပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မခွေတိုင်းပခောက်ကူမြို့နယ်ညောင်ချစ်ပင်ပြူစောတိရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေထိခိုက်မှုရှိခဲ့ကြောင်း Black Eagle Drone Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒီဇင်ဘာလ17ရက်နေ့မှာညောင်ချစ်ပင်ပြူစောတိရွာကိုပခောက်ကူတပ်မတရားတက်ကစတင်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone 3စီးနဲ့ ဘုံဒီဆယ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Black Eagle Drone Force ABSDF Column 3နဲ့ King Fighter SGF အဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစောမြို့နယ်၆ထုမြို့အမြောက်တပ်အတွင်းမှာရှိတဲ့တပ်မိသားစုဝင်းများအလုံးကိုပြောင်းရွှေ့ပြီးတော့အင်အားတရာခန့်ဖြည့်တင်းကခုခံစစ်တွေပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားရ28ရက်နေ့မွန်လွယ်2နာရီမိနစ်40အချိန်ကစောမြို့နယ်၆ထုမြို့မှာရှိတဲ့လေရင်ခွင်းအတွင်းကို MiG-29 Jet Fighter နှစ်စီးနဲ့ကင်းပတ်ပစ်ခတ်တိုက်ခိုက်က MR17 ထောက်ဖို့ရဟရဲ့နှစ်စီနှစ်ချိန်စီဆင်းသက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးထောက်ဖို့လေယာဉ်များဆင်းသက်ပြီးတော့ကြောက်ထုအမြောက်တပ်368တပ်အတွင်းကိုစစ်ကောင်စီတပ်သားအင်အား100ခန့်နဲ့အတူလက်နက်ခဲယံများဖြည့်တင်းပေးခဲ့တယ်လို့သိရပါတယ်အဓိကကတော့လက်နက်ချအလင်းဝင်မဲ့စစ်သားတွေကိုအလင်းဝင်တာတွေကလည်းခဏခဏရှိနေတော့အလင်းမဝင်နိုင်အောင်လို့မိသားစုတွေနဲ့ထိန်းချုပ်ခြင်းနဲ့သဘောရှိပါတယ်ကပ္ပစာ21ကနေပြီးတော့ပခုတ်ကူတပ်မ101အထိပို့မယ်လို့တော့ကြားတယ် ကြောက်ထုကိုဝင်တိုက်မယ်ဆိုတာသတင်းကတော့မကြမိသေးဘူးအနီးနားမှာတွေကတော့တပ်ရင်းတပ်ဖွဲ့တွေကရှိတယ်ရှိတာကလည်းကြားပါပြီသူတို့ဘက်ကလည်းဂလုတ်ချင်းတွေတူးတာတွေဘန်ဂါတွေစောက်တာတွေကတော့အရင်ကတည်းကလုံနေကြတယ်ခန်းစစ်ပြင်ဆင်တယ်လို့လည်းပြောလို့ရတယ်လို့အလင်းဝင်မဲ့စစ်သားတွေကိုမိသားစုတွေနဲ့ထိန်းချုပ်ခြင်းနဲ့သဘောကြောင့်ပြောင်းရွှေ့တာလို့မြင်ပါတယ်လို့ရောအလင်းနန်းကကိုပါကောင်းကပြောကြားထားပါတယ်ဒါအပြင်အဲ့ဒီ MI17 ထောက်ဖို့ရဟတ်ရင်များနေပဲ ကြောက်ထုအမြောက်တက်သေးကိုစစ်သားများနဲ့မိသားစုဝင်များအားလုံးကိုတင်ဆောင်သွားပြီးတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပဆ21ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။အဲ့ဒီမိသားစုဝင်များကို စိတ်ဖြူကပ္ပစ21ကနေတဆင့်ပခုတ်ကူမျိုးအခြေစားစစ်ကောင်စီတပ်ရင်းများကိုပြန်လည်ပို့ဆောင်နေရာပြောင်းရွှေ့ပေးရန်စီစဉ်ထားတယ်လို့သိရပါတယ်။ဒီဇင်ဘာလ28ရက်နေ့ကကြောက်ထုလေရင်ကွင်းကိုဆင်းသက်ခဲ့တဲ့ MI-70 ထောက်ပို့ရဟတ်ရင်နှစ်စီးဟာစိတ်ဖြူမျိုးနဲ့ကပ္ပစ21ကနေပြန်တက်လာခြင်းဖြစ်ပြီးတော့တင်းဆောင်လာတဲ့စစ်သားများဟာလည်းစိတ်ဖြူမျိုးနဲ့ကပ္ပစ21ကတပ်သားများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မင်းပလောင်ရွာကိုအကြမ်းဖက်ဆက်တက်ကမိရှုဖျက်ဆီးခဲ့ရာ နေအိမ်190ခန်းပြာကျပြီးတော့ရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ22ရက်နေ့မှာရွာငံမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကမင်းပလောင်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး190ခန်းကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းထုံးစီးနှင်းမှုကြောင့်မင်းပလောင်ရွာကပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးနေရပြီးတော့စားနပ်ရိက္ခာဆေးဝါးနဲ့အနှွေးတွေများအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။ ကျွန်တော်တို့ရွာငံ PDF JPRF ကတတ်နိုင်သလောက်လှူဒန်းပေးနေပေမဲ့လည်းလူဦးရေက၈၀၀ကျော်တော့မလုံလောက်ဘူးဖြစ်နေတယ်။စောင်းရသည်အလွန်အေးတဲ့ကာလဖြစ်တဲ့အတွက်စောင်းအနှွေးတယ်စားနပ်ရိက္ခာနဲ့စေဝါတွေအရေးပေါ်လိုအပ်နေပါတယ်။အေးတော့မိုးကာတွေလည်းအဓိကလိုအပ်နေတယ်။ရွာငံစစ်ဘေးရှောင်ပြည်သူတွေအတွက်ထမင်းတတ်နပ်ပဲဖြစ်ဖြစ်စပ်ပြာမုတ်တထုပ်ပဲဖြစ်ဖြစ်စန်တအေးပဲဖြစ်ဖြစ် ကိုပါဝင်နိုင်သလောက်တက်နိုင်သလောက်လေးပါဝင်ပေးကြဖို့တောင်းဆိုခြင်းပါတယ်လို့ရွာငန် PDF JBRF ကတောင်းရှိသူတူကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားတော့လဲမင်းပလောင်ရွာကစစ်ပေးဆောင်ပြည်သူများဟာနေရက်ကိုပြန်ရန်နေအိမ်များမရှိတော့တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့စစ်ပေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolute Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာ လူငယ်များပျောက်ဆုံးမှုများဇက်တိုက်များပြားလာပြီးတော့စင့်ကိုင်းမှာလဲအကြမ်းဖက်ဆက်တကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကျပ်သိန်းတရာနဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ28ရက်နေ့ညနေ9:00ခန်းမှာမြောက်ကလပမြို့နယ်မှာနေထိုင်တဲ့ကိုကျော်ထပ်ဝင်းဟာမိခင်ဖြစ်သူကိုအပြင်ခဏသွားမယ်ဆိုပြီးပြောဆိုပြီးတော့ထွက်သွားတဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးပျောက်ဆုံးသွားပြီးတဲ့နောက်မိခင်ဖြစ်သူကဖုန်းတွေဇက်တိုက်ခေါ်နေတော့လဲဖုန်းကန်ခြင်းမရှိဘဲနဲ့ဆက်ကိုပိတ်လိုက်တယ်လို့သိရပါတယ်အလားတူပဲတိုင်းသာယာမြို့နယ်က ိန်ဟောင်းဆေးအဆန်းလမ်းမှာနေထိုင်နေ။နေကနေအလုတ်လာလုတ်တဲ့ကိုနော်ဝေထွန်းဟာလဲစက်တဘာလ30ရက်နေ့မှာပျောက်ဆုံးသွားပြီးတော့လက်ရှိအချိန်ထိကို ပြန်မတွေ့ရသေးဘူးလို့ပြောပါရယ်မိသားစုဝင်များဟာလည်းနေမှာနေထိုင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်တားဖြစ်သူရဲ့ပြောင်းဆုံးနေမှုကိုလိုက်လံစုံစမ်းရန်ခက်ခဲနေတယ်လို့ပြောပါရယ်ဒီဇင်ဘာလ18ရက်နေ့ညပိုင်းမှာမြောက်ဒဂုံကနေပြီးတော့တောင်းကလာကိုပြန်လာတဲ့အသက်38နှစ်အရွယ်ကိုရန်နိုင်ဦးဟာလည်းနေအိမ်ကိုပြန်တဲ့လမ်းမှာပြောင်းဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်ကိုရန်နိုင်ဦးဟာတငယ်ချင်းများနဲ့အတူဘီယာဆိုင်ထိုင်ပြီးတော့နေအိမ်ကိုအပြန်မှာတငယ်ချင်းများနဲ့အဆက်အသွယ်ရခဲ့တော့လဲ ်ပျောက်ဆုံးသွားတဲ့အချိန်မှာဖုန်းကိုဆက်ပိတ်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်းစင်ကိုင်မြို့နယ်မှာရှိတဲ့ကျေးရွာများကလူငယ်များကိုလည်းအချမ်းမဲ့စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်သိမ်းတရာနဲ့ပြန်ရွေးခိုင်းနေကြောင်းဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစင့်ကိုင်မျိုးပေါ်နဲ့ခြေရွာများကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီးတော့ငွေကြေးချမ်းသာတဲ့လူငယ်များရဲ့မိဘများစီကနေပြီးတော့ငွေကျပ်300ကနေ300အထိတောင်းနေတယ်လို့သိရပါတယ်။ရွာသူရွာသားတွေဟာလည်းအရန်ကိုကြောက်လန့်နေကြပါတယ်။အရင်တုန်းကလည်းခဏခါရှိပြီးပေါ်တာဝင်ဆွဲတာတစ်ခါဆွဲရင်10ယောက်လောက်အများအားပါပါသွားတယ်။တချို့ပတ်စံရှိတဲ့သူတွေကတော့လိုက်ရွေးရင် သိန်း90ကနေပြီးတော့သိန်း100ဝန်းကျင်ပေးပြီးတော့ပြန်ထုတ်လို့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စင်ကိုင်မြို့နယ်မှာရှိတဲ့ကျေးရွာများမှာလည်းအကြမ်းဖက်ဆက်သားရဲထွေအုပ်နဲ့ပြူစောတိများကရွာတရွာကိုစစ်မှုထမ်းခြင်းတလကိုငွေကျပ်85သိန်းတောင်းခံနေတယ်လို့သိရပါတယ်။ငွေကြေးမပေးတဲ့ကျေးရွာများကိုအမျိုးထားပြီးတော့ပေါ်တာဆွဲမယ်လို့ချိန်ချောက်ပြောဆိုခြင်းများလည်းရှိနေကြောင်းသိရပါတယ်။ကျေးရွာနေပြည်သူများဟာလက်ရှိအချိန်မှာစားဝတ်နေရေးအလုံးခက်ခဲနေပြီးတော့ငွေကျပ်1000တောင်ပေးဖို့ အင်မတန်ခက်ခဲနေတယ်လို့သိရပါတယ်စစ်မှုထမ်းရမယ့်အရွယ်မရှိတဲ့နေအိမ်များကပတ်စံမပေးတဲ့ပြည်သူများကလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအိမ်တော်စုစည်ရင်းကိုမှတ်ယူသွားပြီးတော့အညှိုးထားကရန်ရှောင်မှုတွေကိုလည်းပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ